အာဒီအစကွဲရချက်9ချက်ပြီးသွားလို့ရှိရင်အင်ကြီးပုံစံဆက်မယ်ပေါ့နော်အင်ကြီးပုံစံဆက်မယ်ဆိုလို့ရှိရင်သူ့ရဲ့ဆက်တဲ့ပုံစံနည်းလေးကဘယ်လိုလဲဆိုလို့ရှိရင်ဒီအောက်မှာကဒီလို3ခုရှိရနော်အောက်မှာ3ခုရှိရဒီမှာဒါဒါကြောဘက်ချံပေါ့နော်ဒါကြောဘက်ချံဒီလို3ခုဒီလိုဆက်မယ်ပြီးသွားရင်ဒါကရှေ့ဘက်ချံ2ခုပြီးရင်ဒါခြားတဲ့ဟာပေါ့နော်ခြားတဲ့ဟာ2ခုပေါ့နော်ဆိုတော့အဲ့လိုမျိုးလေးအဲ့လိုမျိုးလေးကိုမမင်းတို့က အရင်ဆုံးပေါ့နော်တရားကိုဆက်မလဲဆိုလို့ရှိရင်နောက်ဘက်ခြမ်းလေးကိုအရင်ဆက်မယ်နောက်ဘက်ခြမ်းလေးအရင်ဆက်မယ်ဆိုတော့ဒီရှင်းတဲ့ခြမ်းကိုခဏခေထားလိုက်မယ်ဒီဘေးတောင်လည်းခဏခေထားလိုက်မယ်နော်ဘေးတောင်ခဏခေထားလိုက်ပြီးဒီမှာနောက်ခြမ်းအောင်ဆက်မယ်နောက်ခြမ်းအောင်ဆက်တဲ့အခါမှာမင်းတို့ကဒီအတဲ့ပိုင်းကနေပဲဆက်မှာပေါ့နော်အတဲ့ကနေဆက်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမှာဒါလေးကအတဲ့နော်ဒါလေးကအတဲ့ ြောင်းပြန်သည်ဒီကောင်ဒီပြောင်းပြန်เนาะဒီကောင်ဒီအတက်ဒီကောင်ဒီပြောင်းပြန်เนาะအဲ့တော့မှတ်ဆက်လို့မရအောင်เนาะဆိုတော့ခါကြတော့ကျွန်တော်တို့အရင်ဆုံးဒီ၃ချက်ကိုအရင်ဆက်မယ်ပေါ့เนาะသာဒီကြောပတ်ချံကြောပတ်ချံလို့အရင်ဆက်မယ်အဲ့တော့ခါကြတော့မင်းတို့ကဒီမှာအာအရဲ့ဒီမှာချီရပေါ့နော်ချီကိုဒီလေးကိုထည့်လိုက်မယ်ထည့်ပြီးတော့ခါကြနည်းနည်းလေးခက်ရှိရှိလေးပေါ့နော်ခက်ရှိရှိလေးဖြတ်လိုက်မယ် ဖြတ်ပြီးသားလို့ရှင်လို့ရှင်ဒီလိုကူးလုံးလေးထုံးလိုက်ပြီးတော့ခါကြတော့ကူးလုံးလေးထုံးလိုက်ပြီးတော့ခါကြတော့သူကဒီကာနေပြီးတော့ဒီလိုတောက်လျှောက်ဒီလိုမျိုးဆက်သွားမှာနော်ဆက်သွားမှာဆက်သွားပြီးသားလို့ရှင်ဒီဘက်ဘီနာလေးမှာဒီပေါင်းဒီမမအတက်ပြောင်းပြန်နေဖြစ်နေပြီ ်အတဲဟုတ်တယ်ဒီကောင်လည်းအတဲဟုတ်တယ်နော်ဆိုတော့ခါကြတော့ပြီးသွားလို့ရှိရင်သူကဒီလိုမျိုးလာမှာဒီဘက်ချမ်းမှာတစ်ခုလာမယ်ဒီဘက်ချမ်းမှာတစ်ခုလာမယ်နော်ဆိုတော့မင်းချိတ်ကလေးနဲ့ချိတ်ကလေးနဲ့ချိတ်ထားမယ်ပေါ့နော်အဲ့ဒီခါမှာကွာဒီဘက်တောင်းမှာဒီမှာ၃ခုလုတ်ခဲ့တယ်မလား၃ခုလုတ်ခဲ့ဆိုတော့ဒီမှာ၁နှစ်ဒီစန်တာကိုယူမယ်ပေါ့နော်ဒီဘက်မှာလည်းအဲ့လိုပဲ တောင်းခုလောက်တာဖြစ်တဲ့တကြောင်တင်းနှစ်ဒီစင်တာကိုယူမယ်ပေါ့နော်မင်းတို့ကလေတစ်ချက်ထိုးလိုက်ပြီးသွားရင်တစ်ချက်ကိုဆက်လိုက်ပြီးနောက်တစ်ချက်ဟိုကြိုးစားပြန်ပြက်လိုက်အဲ့လိုမျိုးမလုပ်ချင်ဘူးဒီလားတနိုင်သမျှကြိုးစားကိုလေးဒီလားတခါတောက်လျှောက်သွားမယ်ကွယ်အဲ့လိုမျိုးဆိုတော့ခါကြတော့ဒီမှာသူတို့ချိတ်ဆက်လို့ရမယ်ချိတ်ဆက်ရမယ်ဟာပေါ့နော်ရသလောက်ပေါ့ရသလောက်ကို သွားမယ်ဒီကောင်ကတော့လောလောဆယ်ဒီလိုမျိုးလေးပဲယာယီချစ်လိုက်မယ်နော်ဒီကောင်မင်းအကြောင်းမလို့နော်ဂျိတ်တွေမက်ဂျစ်ကလေးတွေစုခိုင်းထားတာနော်အလဲကောင်းနဲ့ချိန်ပူကောင်းနဲ့မင်းကဒီမှာယာယီယာယီလုပ်ပြီးတာအဲဒီစမ်းကြည့်ရပါတော့ Okay ဒီလိုမျိုးเนาะဒီလိုမျိုးသွားမှာဒီလိုမျိုးသွားမှာဆိုတော့အခါကျတော့ဘေးကနေသွားလို့ချင်းလမ်းကြောင်းအဆင်ပြေမလို့ဆိုတော့ဒီကနေစယူသွားမှာเนาะဒီ1 3 4เนาะဆိုတော့ဒီဘက်ကနေအရင်စပြီးပူးမယ်ပေါ့เนาะစပြီးပူးမယ်ဆိုတော့အခါကျတော့ စတန်တာနဲ့ဒီကောင်ရဲ့စတန်တာနဲ့နော် Okay ပြီးရင်ဒီကောင်ကဒီလိုလာပို့မယ်နော်လာပို့မယ်ဆိုတော့ခါကြတော့အဲ့မှာမင်းတို့အထိအောက်ကနေပြီးတော့စသွားမယ်ဒီကောင်ဆိုလို့ရှိရင်ဒီမှာ1 2 3မလားဆိုတော့ဒီမှာဒီ3ခုမြောက်ကနေပြီးတော့ခါကြတော့စသွားမယ်နော်အောက်ကနေထိုးပါနော်အောက်ကနေထိုးတာပြီးတော့လို့ရှိရင်ဒီဘက်မှာလည်း 哦，所以没有那么的。နော်ဒီအောက်ကနေစန်တာဒီ၃ခုမြောက်အောက်ကနေရထိုးထားရနော်ထိုးထားပြီးသွားလို့ရှင်ပြီးသွားရင်၁၂၃ဒီမှာဒီရဲ့စန်တာနော်ဒီစန်တာနေပြီးရောဒီဘက်ကိုလာပြီးထိုးရနော်တရားလေရိုးရိုးရှင်းရှင်းဒီ granny square ဆက်တဲ့နီးလေးပဲဗမာသိမ့်မခတ်ဘူးအဲ့တော့ beginner သမားကြီးလောက်ပဲဟိုနည်းနည်းလေးဟိုအဆင်မပြေဟိုအဆင်မပြေဖြစ်နိုင် ဖြစ်သွားနိုင်တယ်ပေါ့နော်ဒါပေမဲ့အရင်မခက်ပါဘူးနော်ဒါလေးကလေဒါအချိန်ပေးပြီးတော့ဒါမင်းသမီးတို့တက်တောင်မှလုပ်ပြပေးတာသိလားတကယ်တော့ဒီဒီတိုင်းဆက်အဆင်ပြေတယ်လို့ဆက်လိုက်ဆိုတော့ရတယ်ဒီမှာကြည့်နော်ဒီလိုမျိုးလေးတွေမခက်ဘူးရဲ့တိုင်းနှစ်ခုပူးပြီးချောလိုက်တယ်သိလားဒီဖုန်မီအောက်ကနေပဲဖုန်မီအောက်ကနေပဲတပေါက်ချင်းစီကိုတွားလိုက်တာ နော်ဒီလိုမျိုးလေးသွားလိုက်တာအဲဆိုမင်းတို့ဒီမှာဖြန့်လိုက်တဲ့ခါကြလို့ရှိရင်ဒီမှာတို့နီးနီးလေးဖြစ်သွားပြီနော်ဒီဆက်ထားမှမသိတာဟုတ်ကွာအဲ့တော့မင်းကပြောခဲ့သလိုပဲဒီလိုမျိုးလေးစပြီးဆက်မယ်ဘယ်နေစဆက်မလို့ဆိုဒီကနေစဆက်တယ်နော်စဆက်ပြီးဒီလိုသွားတယ်1 2နော် GTP အောင်သွားမယ်ပြီးရင်ပြန်တွေ့မယ်ဗီဒီယိုအရင်ရှင်းနေမှာဆိုလို့မင်းနောက်လျှောက်မပြတော့ပါဘူးနော်ဒါလေးနားလည်ပေးပါကဲမင်းတို့ဒီမှာက ဆက်ပြီးသွားပြီเนาะဒီမှာနှစ်ချက်ပဲကျန်တော့တယ်ခုနှစ်ချက်ကိုเนาะ1 2 3 4 5 6 6ချက်ဆက်ပြီးသွားပြီနှစ်ချက်ကျန်နေနှစ်ချက်ကျန်နေဆိုတော့ခါကြတော့ဒီမှာเนาะမင်းတို့ဒီမှာချုပ်လက်စာတန်လန်းလေးပေါ့เนาะဒီကနေစာပြီးချုပ်တာเนาะဒီ1 2 3 4เนาะဒီချုပ်ထားတယ်ချုပ်ထားတဲ့ဟာဒါဒါကြောပတ်ချံရပြီကြောပတ်ချံရဆိုတော့ဒီကောင်လေးကဒီနှစ်ချက်ကကြတော့ပုံဆိုင်ပုံဆိုင်ဆိုတော့ခါကြတော့ဒီကောင်လေးကိုဒီလိုမျိုးလေးခောက်เนาะ ော့ဒီလိုမျိုးအခောက်လာမယ်ဒီတောင်လေးလည်းဒီလိုခောက်လေးလာမယ်နော်ခောက်လေးလာမယ်ဆိုတော့ဟုတ်ပြီနော်အားဆိုလို့ရှိရင်ဒါလေးကိုပြောင်းပြန်နှံ့လိုက်မယ်နော်ပြောင်းပြန်နှံ့လိုက်ချင်းချင်းမှဒီလိုမျိုးလေးရသွားပြီရသွားပြီဆိုတော့ခါကြတော့ဒီမှာနော်ဒီလိုအလဲကောင်းချက်ကြတယ်အဲ့ဆိုလို့ရှိရင်မင်းတို့ဒီမှာကြံတဲ့နှစ်ချက်ကိုဒီမှာလာမယ်နော်။ဒါရှိပချမ်း ရှေ့ဘက်ခြမ်းအဲ့တော့ဒီမှာလဲအဲ့ဒါလိုပဲเนาะဒီဒီတောင်းမှာရှိတယ်တင်းနှစ်เนาะဒီမှာလဲတင်းနှစ်โอเคအဲ့နေအောင်ဆက်မယ်ဒီနှစ်ခုဆက်မယ်ပြီးရင်ဒီဘက်မှာဒီဘက်မှာလဲဒီဘက်ကတောင်းเนาะဒီဘက်ကတောင်းနဲ့လန်းဆက်မယ်ဒီကောင်ကဒီနားလေးမှာလာမယ်နော် เนาะဒီလိုမျိုးလေ့လာမယ်ဒီဒီနာဆက်မယ်เนาะဒီနာတစ်ချက်ဆက်မယ်ဒီနာတစ်ချက်ဆက်မယ်အဲဒါပေမဲ့မမင်တို့ကကုနာကဒီမှာဒီမှာကျိုးလက်စလေးရှိပြီးရဲ့အဲ့တော့ကျိုးလက်စလေးရှိသေးရဲ့ဆိုတော့ခါကြတော့ဒီကောင်ကိုအာဒီကောင်ဒီကောင်နဲ့เนาะဒီလိုတော့ရှောက်ဆက်လိုက်မယ်ပေါ့နော်ရှောက်ရှောက်ဆက်ပြီးတော့ကျိုးစာကိုဖြတ်မယ်ပြီးတော့ရင်ဒီကောင်ကိုဆက်တော့တီးတန့်ခြီတစ်ခုနဲ့ထပ်ပြီးဆက်ရတော့မှာပေါ့နော် ဆိုတော့ခါကြတော့ဒီမှာဒီ down ကနေပြီးတော့ခါကြတော့ဒီမှာဒီဘက်ဟောက်ထပ်ပြီး sum s ဆိုတော့ခါကြတော့ menu ကဒီမှာ down မှာ1နဲ့3ရှိတယ်မလားဒီမှာ2เนาะ2နဲ့ရအောင်ဒီမှာလှမ်းပြီးတော့ထိုးလိုက်မယ်เนาะเนาะထိုးပြီးလိုက်ဆိုလို့ရှိရင်အာဒီဘက်က down ကိုလည်းအောက်ကနေပြီးတော့လှမ်းထိုးမယ်เนาะ okay တို့လေးရအောင်ဆိုလို့ရှိရင်မင်းတို့ကဒီလိုမျိုးနှစ်ခုပူပြီးရောခါကြတော့เนาะနှစ်ခုပူပြီးရောခါကြတော့ဖြင်းတဲ့ပြန်ကောင်းတဲ့ပြန်ပေါ့เนาะ ီလိုပဲဆက်ပြီးတော့ချုပ်သွားရုံပါเนาะနော်ဟုတ်ပြီနော်အဲ့လိုပုံစံမျိုးလေးဒီအဆုံးထိချုပ်သွားမှာနော်ချုပ်သွားကြလို့ရှိရင်ဒီမှာစူးစာလေးဖြတ်ထားခဲ့မယ်ပြီးသွားလို့ရှိရင်ဒီနားနေဒီခြေကိုကြတော့ထပ်ပြီးတော့စူးစာနောက်တစ်စာနဲ့ထပ်ပြီးတော့အဲခြေလိုစူးနဲ့ခြေနဲ့ဒီဆက်မယ်ပေါ့နော်ဆက်ပြီးသွားလို့ရှိရင်ဆက်ပြီးသွားလို့ရှိရင်မင်းတို့အင်ကြီးလေးရပြီနော်အင်ကြီးလေးရတဲ့အခါကျရင်တစ်ခါပြန်လာမယ်နော် မင်းတို့အင်းကြီးလေးတုံးမတစ်ခုလုံးဆက်ပြီးသွားပြီเนาะဆက်ပြီးသွားတဲ့အချိန်မှာမင်းတို့ဂိုင်းတက်မယ်ဂိုင်းတက်မယ်ဆိုတော့ခါကြတော့ဒီမှာမင်းမှားမှာဆိုလို့ဂိုင်းတက်မယ်နေရာလေးတွေချိန်ထားတာเนาะအဲ့တော့ဒီထိတ်ကနေပြီးတော့ဟိုဘက်ထိတ်ကိုလှမ်းပြီးတော့ချိန်မှာပေါ့เนาะချိန်မှာဆိုတော့ခါကြတော့ မင်းတို့ဂိုင်းအောင်ကြစ်ကြစ်ကလေးတို့ကျင်လို့မင်းဟိုအဆိုင်နံပါတ်4လေးပြောင်းလိုက်တယ်နော်ဆိုတော့ဒီမှာကမင်းတို့ထိုးခဲ့ရကြတယ်မှာ၃ခုရှိတယ်မလား၃ခုရှိရဆိုတော့ခါကြတော့ဒီဘက်အစွန်ဆုံးထိတ်ကနေပြီးတော့လှမ်းပြီးတော့ခြီးစောက်လှမ်းကောက်လိုက်မှာပေါ့နော်နော်ဒီလိုမျိုးလေးဟိုတိုင်အော်ကွန်ပျူတာခါလောက်လိုက်မယ်ပြီးတော့ဒီကနေပဲတိုင်2လေးပဲလောက်မှာပေါ့နော်တိုင်2တည်း ချင်းမှာဒုတိယတစ်ခုမှာပါတခါတည်းပဲဒီချီစာလေးကိုတခါတည်းထပ်ဖြောက်တော့မှာနော်နှစ်ဒီမှာသုံးချီစာလေးကိုတခါတည်းဖြောက်ပြီးထိုးပါမယ်။မင်းတို့ဒီရနေပြီးရခါကြတော့ခိုင်းတက်မှာပေါ့နော်။ခိုင်းတက်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလိုခွန်မီတက်ခါချပြီးရခါကြတော့ဒီလိုတိုင်တူလေးအမ်တိုင်တူလေးတွေစတိုက်ထိုးပါမှာပေါ့နော်။အာတိုင်တူလေးတွေကိုမင်းတို့ပေါ့နော်ဒီချိုင်း အရှိပေါ့နော်ခြိုင်းအရှိကိုဘလောက်ထိုးမလဲဆိုရင်ကိုရဲ့ကိုဝင်းမှာဆိုလို့ရှိရင်တော့ကွာကိုရဲ့ဟိုစိုက်ပေါ့နော်ပြောရလို့ရှိရင်ကွာပေါ်လီကျိုးစိုက်ပေါ့နော်ပေါ်လီကျိုးစိုက်လောက်လုပ်လို့ရှိရင်ရတယ်ကွာဒီလားဆိုတော့ခါကြတော့နည်းနည်းလေးငေမကောင်းဖြစ်နေလို့เนาะနှာတန်လေးပေါင်နေတယ်ခွန်လောက်ပေးပါလို့ဒီနေ့မှလင်းထိုင်မကောင်းဖြစ်နေလို့ ဆိုတော့မင်ကကြတော့ဒီ14လောက်သွားမယ်ပေါ့နော်ဒီရှေ့ကနေပြီးတော့ခါကြတော့ဒီဒီထိသွားတဲ့ခါမှာခုနလက်မလောက်ခုနလက်မလောက်ပေါ့နော်ခုနလက်မလောက်သွားမယ်ခုနလက်မလောက်ကများများများနေမလားမသိဘူး မင်းတို့အဲ့အလေးကလေးတလားထိုးရင်းနဲ့တစ်ချက်ချိန်ကြည့်ပြီးတော့ခါကြမင်းတိကြလေးပြန်ပြောပေးမယ်။ကွာမင်းကစထိုးတာပထမဆုံးစထိုးတဲ့အထည်ဖြစ်တယ်။ပြီးွားလို့ရှိရင်တခါတည်းပထမဆုံးစထိုးရင်းနဲ့တခါတည်းတန်းပြောသွားတာဆိုတော့ခါကြတော့ဒီကောင်အရှိကိုမင်းချက်ချင်းနိုင်ငံတန်းပြောဖို့အဆင်မပြေဖြစ်နေတော့နော်။ဆိုတော့ခါကြတော့ဟိုတစ်ဆယ်လောက်ထိတော့အရင်ထိုးမယ်ကွဲသီလား။ ဘောက်စော်14ကလည်းအရင်ကြီးသွားမှဆိုလို့အလုံးစုံ12လောက်တော့ဖြစ်လိမ့်မယ်နော်12လောက်တော့ဖြစ်လိမ့်မယ်အဲ့တော့ဒီမှာတစ်ချက်ထိုးကြည့်ပြီးတော့ပြန်ပြောပြမယ်နော်ဆိုတော့ထိုးလိုက်တာပေါ့နော်ဒီကောင်လေးကအင်းတိုင်တိုလေးကို row ဘယ်လောက်လဲဆိုတော့ row 16ပေါ့နော် row 60 row 60ထိထိုးလိုက်တယ်ထိုးပြီးသွားလို့ရှိရင်မင်းကဘယ်လိုလုပ်ကြည့်လိုက်လဲဆိုတော့ခါကြတော့ဒီဒီအာ ဒီမှာလာပြီးတော့ခါကျတော့ခြေကလေးနဲ့မှတ်ကြိတ်ကလေးနဲ့ခြေကြည့်လိုက်တယ်ပေါ့နော်ခြေကြည့်ပြီးသွားလို့ရှိရင်ကိုယ့်ရဲ့ခန္ဓာကိုယ်မှာဒီဂျိုင်းအနေထားအစင်ကြီးလားဆိုတဲ့ဟာလေးကိုတစ်ချက်ဆမ်းဝစ်ကြည့်တယ်ပေါ့နော်ဒီကောင်လေးကိုခြေပြီးတော့လေခန္ဓာကိုယ်မှာဝစ်ကြည့်လိုက်တယ်ဝစ်ကြည့်လိုက်လို့အစင်ကြီးရယ်ဆိုလို့ရှိရင်မင်းရက်လိုက်တယ်ပေါ့နော်ဆိုတော့ခါကြတော့အကုန်လုံးအဲ့လိုမျိုးပုံစံမျိုးနဲ့သွားလို့ရတယ်ဒီ60လောက်ဆိုရင်တော့အဆင်ပြေလောက်ပါတယ်ဒီလားတော်တော်များများလीဒီကောင်လေးကလည်း free site ကလေးလေးဖြစ်တယ်ဆိုတော့လीအဲ့တော့ အာအရှိကဘယ်လောက်ရှိနေဆိုလို့ရှိရင်မင်းဒီထိတ်ကနေတိုင်းကြည့်ပြင်မယ်ဆိုတော့ဆက်နှစ်လောက်တော့ရှိမယ်နော်တလားနော်ဆက်နှစ်လောက်တော့ရှိမယ်နော်ဆိုတော့ row နေနေဆိုလို့ရှိရင်16နော်ဆိုတော့ဟာကြတော့ပြီးသွားပြီဆိုလို့ရှိရင်မင်းတို့ဒီဘက်က ဒီဘက်နဲ့လှမ်းပြီးတော့ချိန်ရမှာမလားချိန်ရမယ့်အခါကျလို့ရှိရင်ဘယ်လိုလုပ်မလဲဆိုလို့ရှိရင်ဒီကောင်လေးကိုအဲဒါ rule system ပြီးသွားပြီဆိုတော့ဖမီးတစ်ခါချပြီးတော့ခါကျတော့နည်းနည်းကက်ရှိရှိလေးဖြတ်လိုက်မယ်နော်အရင်ရှိစမ်းလို့ဒီလောက်လောက်ဆိုရရင်ထည့်လိုက်ပြီးတော့ဒီကောင်ကိုကျူစာဆွဲထုတ်လိုက်မယ်ဆွဲထုတ်ပြီးသွားလို့ရှိရင်မင်းတို့ဒီအက်ကလေးနဲ့ပေါ့နော် ချက်ကလေးနဲ့အဲ့ချာလို့ရှိရင်ဒီမှာဒီမှာကျိုးကလိမ့်နေတတ်တယ်ကွာဒီလားအဲ့ချာလို့ရှိရင်ကိုကတေချာလေးကြည့်ပြီးတော့ဒီမှာဆက်နော်ဆိုတော့ဒီလိုမျိုးဒီကောင်မှအမှန်နော်ဒီကောင်မှအမှန်ဆိုတော့ဒီမှာโอเคလုခောက်ပြီးတော့ခါကြတော့ဒီဘက်ကဒီမှာနော်ဒီတောက်မှာ၃ခုလုတ်ခဲ့လေအမင်းတို့၃ခုလုတ်ခဲ့တယ်ဦးဒီဘက်အစွန်ဆုံးညနေပြီးစပြီးတော့ဒီမှာနော်ဒါရင်ဒီဘက်ကအစနဲ့မင်းကကုနာက square ကကိုတွဲချုပ်ခဲ့တယ်လို့ပုံစံမျိုးပဲဒီကောင်လေးကိုတွဲချုပ်ပြီးတော့ခါကြတော့ဟင်တွဲချုပ်ခါမှာဆိုလို့ရှိရင်လည်းမင်းတို့တစ်ခေါက်တည်းနဲ့မသွားဘူးเนาะနှစ်ခေါက်သုံးခေါက်လောက်တွဲချုပ်ပြီးမယ်เนาะပို့ပြီးတော့ခိုင်းအောင်လို့ဟင်ဒီလိုမျိုးပါထပ်ပြီးပတ်လိုက်မယ်ဟုတ်ပြီပတ်ပြီးတိုင်းဆိုရှင်ခိုင်းပြီဆိုလို့ရှိရင် နီနောက်ကိုနော်နောက်ဖက်ကိုသွားနောက်ဖက်ကိုသွားပြီးတော့ခါကြတော့မင်းတို့ဒီမှာအစလေးကိုတုတ်မှာပေါ့နော်โอเคတုတ်ပြီးသားလို့ရှိရင်မင်းတို့ကြိုးစားဖြောင်းမယ်ကြိုးစားဖြောင်းမယ်ဆိုတော့ခါကြတော့ဒီဘက်ထည့်ကိုမင်းကြိုးစားဖြောင်းလိုက်မယ်နော် ဒီလိုပုံစံမျိုးနဲ့စူးစမ်းဖြောက်လိုက်မယ်โอเคအဲဆိုလို့ရှိရင်မင်းတို့ဒီမှာခိုင်းလေးတစ်ခိုင်းရပြီပေါ့နော်ခိုင်းလေးတစ်ခိုင်းရပြီဆိုတော့ဒီဘက်မှာလည်းဒီလိုပုံစံမျိုးခိုင်းလေးတစ်ခုထပ်လုပ်မယ်နော်ခိုင်းလေးတစ်ခုထပ်လုပ်မယ်ပြီးတော့ကျဲသီးကကျဲသီးကမင်းတို့ဒီမှာတစ်ဖက်မှာတက်မယ်ပေါ့နော်တစ်ဖက်မှာတက်မယ်ဆိုတော့ခါကျတော့ဒီမှာဒီလိုအလဲကောင်းမှာတက်မယ်ဆိုလို့ရှိရင်ဒီလိုမျိုးလေးနော် လေးဟဲ့နော်လက်စီရအော်ဒီအစိုက်ကလေးရပဲအဆင်ပြေမယ်ဒီကောင်ကျတော့ဂျီဝိုင်းမရတော့ဆိုတော့ဒီကြဲသေးရဒီလောက်စိုက်ကလေးဆိုအဆင်ပြေမယ်ဗောနော်သူစိုက်ကလေးကဘလောက်ရှိမှန်းဆိုရင်တလမကြဲသေးဗောနော်တလမစိုက်ကြဲသေးလေးဆိုတော့ဒီကောင်ကိုဒီမှာလာပြီးတော့ချုပ်ချုပ်တဲ့အခါကျလို့ရှင်လဲမင်းတို့သူ့ရဲ့ဒီခြေလေးနဲ့ပဲဗောနော် ါကမင်းချီစကြံတဲ့ဟာလေးနဲ့ပဲဆိုဒီမှာအပေါက်ဖြစ်နေတော့မင်းတို့ဒီနှခမ်းပီးနာနေပဲတော့အင်းမရဘူးတော့ဒီအပေါက်နဲ့ဒီကနဲ့မရမရဘူးဆိုတော့မင်းတို့ဟွာပဲသုံးမယ်အချီပဲသုံးမယ်နော် အချီပဲသုံးပြီးရောခါကြတော့ဒီနာလေးမှလာပြီးရောခါကြတော့ကျဲသီးလေးတက်မယ်ပေါ့နော်ဒီနာလေးလာပေါ့ ဆိုတော့ခါဆိုတော့မင်းတို့ဒီမှာအင်ကြီးလေးပြီးသွားပြီအောက်ကအမြင်လေးတွေတက်ဖို့ပဲကြာတော့တယ်အမြင်တက်ဖို့ဆိုလို့ချင်းမင်းတို့တဒန်းထက်ထိုးအောင်မယ်တဒန်းတော့အဲ့ပြီးတော့မှအမြင်တက်လို့ရမှာပေါ့နော်ဆိုတော့ခါကြတော့မင်းဒီမှာအော်သူ့ပုံနေရအတိုင်းပေါ့နော်တကြဲသီးလေးတက်လိုက်တယ်အမှန်တကယ်ဆိုလို့ချင်းဒီမင်းရနေသလားကြဲသီးတောင်တက်ချင်မကြဲသီးမတက်ချင်မဆိုတာကဒီနေရာမှာကျိုးပုံစံမျိုးလေးပဲလာချင်တာကျိုးလေးပဲလာပြီးခြီချင်တာပေါ့နော်ဟိုဖဲပြပုံစံမျိုးလေးအဲနောက်တစ်ခါထိုးလို့ရှင်တော့မင်းအဲ့လိုပုံစံမျိုးလုပ်ဖြစ်လိမ့်မယ် เนาะဆိုတော့အခုကတော့ဒီဟိုပါလဲဗီဒီယိုထဲမှာပြတ်ထားတဲ့အတိုင်းလေးပဲတူအောင်လို့ဆိုတူအောင် လုတ်ပေးလိုက်တာပေါ့เนาะတူအောင်သင်ပေးလိုက်တာဆိုတော့ခါကြတော့နင်းဒီမှာအနာထပ်ပြီးကိုရမယ်ကွာเนาะအနာထပ်ကွာမစဒီကနေပြီးတော့တောက်လျှောက်เนาะကျေတီးဖြောက်လိုက်မယ်နော်ကျေတီးဖြောက်လိုက်မယ်ဆိုတော့ဒီကနေတောက်လျှောက်ဒီလိုမျိုးသွားမယ်နော်ဒီကနေနော်ဒီလိုမျိုးတောက်လျှောက် တောက်လျှောက်တောက်လျှောက်တောက်လျှောက်သွားပြီးတော့ပြမဆုံးမှုဒီမှာပြန်ပြီးဆုံးမယ်နော်အဆုံးသက်ပြန်ဆုံးမယ်ဆိုတော့ခါကြတော့အဲ့မှာအဲကျေတီးတဲ့တောင်ဆောသွားပြီလားမသိဘူး ဆိုတော့ခါကြတော့อืมมันจะติดตัดซ้อตัวไปอย่าไปดีอ่ะนี่ไปเอาขึ้นไปเฉยดีอ่ะนะประสบมาตัดตากองซะมันตัดตาซ้อไว้ซ้อก็จะรอทุกข์กว่าเมงก็ดีป่องในวิดีโอโก ီဒီယိုဆိုတာသူမင်တင်ထားတဲ့ relay ကိုမင်းကအဲ့လိုကြည့်ပြီးတော့ခါကြတော့ပေါ့နော်ကြည့်ပြီးတော့ပဲစိတ်မှန်နဲ့ဒီစိတ်တွတ်နဲ့တွတ်ပြီးတော့ခါကြတော့အထီးကောင်လိုက်ထူတာပေါ့နော်တိကျတဲ့ဘာညာဗီဒီယိုဘာညာတော့မရှိဘူးမရှိဘူးဆိုတော့အဲ inspire လောက်တာပေါ့နော်ဆိုတော့ခါကြဒီမှာဖမီ၃ခုထိုးလိုက်တယ် ၄ခု၅ခု၅ခုလောက်ထုတ်မယ်နော်၅ခုလောက်ထုတ်ပြီးတော့အောက်ကဒီမှာတစ်ပေါက်၂ပေါက်ချပြီးတော့၃ပေါက်မြောက်မှာတိုင်ရှိလာမယ်နော်ဒီလိုမျိုးလေးခွင်းလေးဖြစ်အောင်လုပ်မယ်နော်ဆိုတော့အဲ့တော့ဖုန်မီးနှစ်ခါလာမယ်ပြီးတော့အောက်ကိုလည်း၂ပေါက်ကျော်၃ပေါက်မြောက်မှာတိုင်ရှိလုပ်မယ်နော်ဒီအနှစ်၂ပေါက်ကျော်၃ပေါက်မြောက် ဒီလိုပုံစံမျိုးသွားမယ်ဒီလိုပုံစံမျိုးတောက်လျှောက်သွားပြီးတော့ဘယ်မှာဆုံးသတ်မလဲဆိုဒီမှာဆုံးသတ်မယ်နော်အဲ့အာမမင်းတို့ကဒီအပေါက်ကလေးတွေကိုဟိုလာပြီးတော့ခါကြတော့อืมဟိုအမြင်လေးတက်လို့ရမှာပေါ့နော်ဆိုတော့အမင်းအဲ့ဒါကိုလည်းနံပါတ်4လေးနဲ့ပဲအသုံးပြီးတော့ပဲပတ်လိုက်ထိုးလိုက်မယ်နော် အော်မင်းတို့ကဒီမှာတပတ်လည်ပြီးသွားတဲ့အချိန်မှာထိုးပြီးရဲ့အချိန်မှာပေါ့နော်ဒီအပေါက်ကလေးတွေကိုအဲဒီလိုအမြစ်ကလေးလိုက်ထည့်မယ်ပေါ့နော်အမြစ်ကလေးလိုက်ထည့်မယ်လိုက်ထည့်မဲ့အခါမှာမင်းတော်တော်များများတော့လောက်လိုက်ပြီနော် လောက်လိုက်ပြီးအဲ့တော့ဒီမှာဒီနေရာလေးခြံထားတယ်နော်အလုံးဘယ်လိုလုပ်လဲဆိုတာပြဖို့ပေါ့နော်ဆိုတော့ခါကြမင်းကတော့ခါကြဒီလိမ့်စာကပ်ပေါ့နော်မင်းလိမ့်စာကပ်ကိုပဲတုံးပြီးတော့ခါကြတော့ဒီကျိုးကိုရှင်းလိုက်တယ်ပေါ့အဲ့တော့လိမ့်စာကပ်ကဘယ်လောက်လောက်အလေးရရှိမလဲဆိုတော့၃လမခွဲလောက်ရှိရယ်၃လမခွဲလောက်ရှိရယ်အဲ့တော့အုံးလမခွဲရှိတယ်မိတိကတ်ထုကိုမစိုးနော်အစင်ပြေတဲ့ဟာအတခုခုပေါ့နော်၃လမခွဲရှိရင်ရပြီ အဲ့ဒီဟာကိုဒီလိုမျိုးလေးပတ်မယ်ပေါ့နော်ကိုကတကယ်လို့မှဒီတက်ပို့ပြီးရှင်းချင်တယ်ဆိုလို့ရှိရင်เนาะဒီ3လမှခွဲမဟုတ်ဘဲနဲ့လီလက်မှ3ဟုတ်5လက်မှလောက်လောက်လိုက် ပေါ့နော်အဲ့ဒါမင်းတို့ကဒီလိုပတ်တယ်ပေါ့နော်ပတ်တဲ့အခါမှာမင်းတို့အခါ20အဲအခါ20 30ပေါ့ပြောရဲ10ကနန်းဖြစ်အောင်10ကနန်းဖြစ်အောင်ပတ်မယ်ပေါ့နော်အခုဒါမင်းဘယ်လောက်ရပြီလဲတော့မသိဘူးစကားပြောရင်းနဲ့ပတ်လိုက်တာဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ဆိုတော့ခါစားအဲ့လိုမျိုးလေးပတ်လိုက်မယ်ကိစ္စမရှိဘူးပတ်လိုက်မယ်ပေါ့နော်ပတ်လိုက်ပြီးတော့လို့ရှိရင် ဒီမှာကျိုးစာကိုဖြတ်လိုက်မယ်ဖြတ်ပြီးသွားလို့ရှိရင်ဒီမှာဒီမှာလည်းအစာလေးเนาะဒီဘက်မှာလည်းကျိုးစာလေးအဲ့တော့ဒီအပိုင်းနေကုန်တော့ပဲကြီးနဲ့ဖြတ်လိုက်မယ်เนาะဖြတ်လိုက်မယ်ဆိုလို့ရှိရင်မင်းတို့ဒီမှာဒါလေးရမယ်เนาะအဲ့ဒါရလိုက်တဲ့အခါမှာဒီမှာ၅ချောင်းယူမယ်ဒီရက်နေပြီးတော့3 4 5၅ချောင်းယူလိုက်မယ်เนาะ နှစ်ဖြစ်ထားရဲမှာ1 2 3 4 5ဒီမှာငါးချောင်းယူလိုက်မယ်เนาะယူလိုက်မယ်ဒီမှာเนาะအားချောင်းယူလိုက်မယ်ပြီးသွားလို့ရှိရင်ဒီကလေးကိုလူခောက်ယူလေးချိုးလိုက်မယ် ခါလေးချိုးလိုက်ပြီလို့ရှင်ဒီလိုဝင်လေးရမယ်ရလာလို့ရှင်မင်းတို့ကဒီမှာ7ပေါ့เนาะ7 account နဲ့မင်းဟာကဒီမှာလေစထိုးတော့9နဲ့ထိုးတာပေါ့เนาะအခုဒီမှာ9 account လေးနဲ့9 account လေးနဲ့ဒီအပောက်ကလေးကိုเนาะဒီမှာအပောက်ကလေးကိုအောက်ကနေပြီးလှမ်းပြီးခါကြတော့ဒီကျိုးစားကိုလှမ်းပြီးဆက်เนาะဆက်ပြီးတော့လို့ရှင်ကျိုးစားနေပြီးတော့ဒီတွင်လေးလှမ်းပြီးတော့တွင်เนี่ยနေလှမ်းဆွဲလိုက်မယ်เนาะဒီလိုမလေးရပါ ဲ့လိုမျိုးလဲမင်းအပေါက်တိုင်းလေးကိုဟိုပါလဲလုတ်ပါပေါ့နော်အလှဆင်တာပေါ့နော်ဆိုတော့ဒီမှာ3 4ဟုတ်လားအဲ့လိုမှဒီအမြင်လေးတွေပို့ပြီးထူးခြင်းနဲ့ဆိုလို့ရှိရင်ငါးချောင်းထက်ပို့ပြီးတော့3ပါနော်ကိုကြိုက်တယ်လို့မျိုးအလှဆင်ပေါ့နော်ဆိုတော့ဒီတိုင်းဒီကနေပြီးတော့ဒီလိုမျိုးလှမ်းပြီးတော့ချိန်မနော်ချိန်ပြီးတော့ဒီခွင်းနဲ့ကနေပြီးတော့ခါကြတော့ နော်ဆင်းရဲနေရဒီကြိုးစားကိုပြန်ယူโอเคနော်ဆိုဒီလိုမျိုးလေးရမှာနော်အဲ့လိုမျိုးလေးကိုမှဒီအဆုံးထိလောက်သွားမှာပေါ့နော်ပတ်ပတ်လေးလောက်သွားမှာပေါ့နော်ပတ်ပတ်လေးလောက်ပြီးသွားလို့ရှိရင်မင်းတို့နောက်ပြီးကြမှာဒီအမြင်လေးတွေကိုလိုက်ပြီးညှိရဲ့အပိုင်းလေးလာမှာနော်အကောင်လုံးထိုးပြီးသားရဆိုလို့ရှိရင်မင်းတို့ကဒီဥစ္စာလေးတွေကိုလိုက်ညှိမယ်ပေါ့နော်ဒီလိုအမွှေးလေးတွေကိုလေနော်ဒီလိုအစာလေးတွေကို နော်ဆိုတော့ဟာညှိမယ်ဆိုတော့ဟာကျတော့မင်းကဒီမှာနော်ဒီနှစ်ချမ်းညှိအောင်ထပ်လိုက်တာပေါ့နော်ထပ်လိုက်ပြီးတော့ဟာကျတော့ဒီမှာတည်ကြည့်လိုက်တယ်နော်ဘန်ဂျီဒီလိုမျိုးလေးထွက်အဲ့ဒါလားနော်ဒီလိုမျိုးလေးထွက်နေဆိုလို့ရှိရင်မြားဒီမှာကကြီလေးနဲ့အဲ့လိုဖြတ်လိုက်တယ်ပေါ့နော်မင်းကကြီးရအားပြည့် ဆိုအဲ့လိုမျိုးလေးကွာတလားနော်အမွှေးလေးတွေလိုက်ပြီးညှိမယ်ပေါ့နော်။ကောင်းဆိုကြအောင်ရှိထွားတယ်နော်။ ုံမျိုးလေးလိုက်ညှိမယ်ဒီလိုတချမ်းချင်းစီညှိလိုက်ရအောင်နော်ဒီလိုတချမ်းချင်းတွေညှိလိုက်ရအောင် ိုလေးလိုက်ပြီးတော့ခါကျတော့ညှိမယ်နော်ညှိပြီးတော့လို့ရှိရင်တော့မင်းတို့ရရပေါ့နော်ပြီးတော့လို့ရှိရင်ဒီကောင်ကိုဈေးသတ်မှတ်တာနဲ့ပတ်သက်ပြီးတော့မင်းရှင်းပြချင်တာကမင်းတို့ကဒီဥစ္စာကိုကွာအလွန်ဆုံးလိုရလို့ရှိရင်ကွာအေးဆေးလုပ်မယ်ဆိုလို့ရှိရင်တော့နှစ်ရက်လောက်ချိန်ပေးရတယ်နော်ဟိုတရက်ထဲနဲ့တစ်တိုင်းနဲ့လုပ်မယ်ဆိုလို့ရှိရင်တော့တရက်ထဲနဲ့ရရင်ရမယ်အဲ့တော့မင်းတို့ကဒီကောင်ကိုဘယ်လိုဈေးသတ်မှတ်မလဲပေါ့နော်ဈေးသတ်မှတ်မလဲဆိုတော့ခါကျတော့မင်း တွတ်ပြပြီးမယ်ချုပ်လူတွေလည်းတွတ်တတ်တယ်ချုပ်လူတွေကြလည်းမတွတ်တတ်ဘူးပေါ့နော်မတွတ်တတ်တဲ့သူလေးတွေအတွက်မင်းကအာမင်းဘယ်လိုဈေးတွက်လဲဆိုတဲ့ဟာလေးကိုဒါ share ရေးလုပ်ပြပြရပါတော့ဆိုတော့ခါကြတော့ဒီမှာကမင်းတို့ကဒါအိမ်မှာရှိတဲ့ချီကိုပဲမင်းသုံးလိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့100 gram ကြော်ကြော်လောက်တော့ကုန်လိမ့်မယ်ထင်တယ်နော်ဒီဘက်မှာအမွှေးအမွှေးလေးလောက်ရသေးရဆိုတော့လေဒီအမြင်လေးလေးလောက်ရသေးရဆိုတော့အခါကျတော့အဲ့တော့200 gram လို့ပဲမင်းတို့ကချီကိုသတ်မှတ်မယ်ပြီးတော့လို့ရှိရင် လောကလောကကဇာတော့မေပေါ်တော့မြင်လို့မပုံမှန်ပေါ့နော်ပုံမှန် educated ဖြစ်တဲ့ဝန်တန်းတယောက်လုံးမယ်ဆိုလို့ရှိရင်သူရဲ့တနေ့တာလောကသည်တထောင်ရဲ့အထက်မှာရှိရယ်နော်အဲ့ဒါတော့မှဟိုတလောက်မှာ3သိန်းကျော်ကျော်ပဲရတဲ့ဝန်တန်းတယောက်ကိုပဲတွတ်ထားတာနော် တူတော်မတလောက်တောင်ကြော်ကြော်ရှိရွာတရရလွာကဟုတ်ပြီလားအဲ့လိုမျိုးဆိုခါကျတော့မင်းတို့ရဲ့လွာကဒီလဲတတောင်အောင်ရော်လို့မရပါဘူးနော်ကိုကခင်တို့မင်းတို့ကိုလွာကရှော့ကျင်နေဆိုရင်နော်သဘောပေါ့နော်စီပွားရေးအရာဆိုလို့ရှိရင်နော်ဒီကောင်ဒီလွာကဒီတတောင်ရော်လို့မရပါဘူးအဲ့တော့လွာကဒီတတောင်တတ်မှတ်မယ်ပြီးသွားလို့ရှိရင်မင်းတို့ဒီမှာချီပမာချီရေဆိုလို့ရှိရင် 4,000 5,000လောက်တော့ရှိနေပြီเนาะဒီ pipeline နဲ့ဆိုလို့ရှိရင်ပုံပြီးစီးချည်တယ်။အဲ့တော့ခါကျတော့ခြေကိုလည်းတစ်လုံးကို9,000နဲ့တွင်မယ်เนาะ9,000နဲ့တွင်မယ်ဆိုခါကျတော့ခြေတစ်လုံး9,000နှလုံးဆိုတော့တထောင်မနေဘူးလားเนาะတထောင်ဆိုခါကျတော့အဲ့ဒီကတထောင်ရေလောကတထောင်ရေဆိုတော့2,000ဖြစ်နေပြီเนาะပြီးတော့ရင်ခြေကဒီတိုင်းပဲရောက်မလာဘူးဟိုဒီတိုင်းခြေလိုချင်နေဆိုပြီးတော့ခါကျကိုရှိကိုတားလိုက်တာတန်းရောက်မလာဘူးကွာသိလားမလား delivery မှားရသေးတယ်ဟုတ်တယ်မလားအဲ့လိုဆိုတော့ delivery ကလည်းကွာအနည်းဆုံး9,000လောက်ကတော့ရှိတယ်ကွာเนาะ3,500 လီတာ500 5000နဲ့ပဲတွက်မယ်ဟုတ်ပြီနော်အဲ့မှာ2000ခွဲဖြစ်နေပြီဟုတ်ပြီနော်အဲမင်းတို့ဒီမှာဒီပစ္စည်းပို့မယ်ဆိုလို့ရှိရင် customer လိုစင်တဲ့ပစ္စည်းပို့မယ်ဆိုလို့ရှိရင် အဲရော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 အင်ရောအင်ဆိုပြီးတော့ခါကြတော့ဒီကောင်ကြီးကိုဒီတိုင်းထိုးပေးလို့လည်းမရဘူးဟုတ်တယ်မလားပလတ်စတစ်အကြီးနဲ့ရှိရပလတ်စတစ်အကြီးနဲ့ထိုးထည့်ပြီးတော့ခါကြတော့ဟိုဒလီရုံသွက်အပ်လို့ရှိရင်လည်းမရဘူးဟုတ်တယ်နော်အဲ့တော့မင်းတို့ဒီမှာဒလီအဲဒလီအပ်ဖို့အတွက်မင်းတို့ကဒီမှာပါကင်လှလှလေးပိုင်ထုတ်ရသေးရဲ့အဲ့ဟာအတွက်က3000ပဲထားလိုက်ဟုတ်ပြီနော်အဲ့ဆိုမင်းတို့ကက2000ခွဲရဲ့ပါကေ့ချင်းနဲ့ဆိုလို့ရှိရင်ဘယ်လောက်ရှိပါလဲ2800ရှိပါလား ဟုတ်ပြီเนาะအဲ့လိုမျိုးတွေ့ရတယ်เนาะအဲ့လိုမျိုးတွေ့ရတယ်ဆိုတော့ခါကြတော့အဲ့တော့ဒီမှာကခြီကအမှပို့လို့ရှိရင်တော့ဒါခြီပို့ရင်ပို့မယ်ပေါ့เนาะအဲ့လိုမျိုးလေးပဲမင်းတို့စားရတာမျိုးရှိမယ်ပေါ့เนาะအဲ့တော့ဒီကောင်ဒီဈေးနှုန်းဒီ2800အောက်မရောက်တင်ပါဘူးအလွန်ဆုံးရောင်းချင်း2000ခွဲဟုတ်ပြီလားအနည်းဆုံးရောင်းချင်း2000ခွဲအထိရောင်းလို့ရတယ် အဲ့ဒါမှာဒါမှကိုပုံမှန်ဈေးပေါ့နော်ဒီထက်ပိုပြီးဈေးလျှော့ရင်ကျတော့ကိုယ့်ရဲ့ handmade လက်ရကြပါတယ်နော်ဆိုတော့ခါကျတော့ okay အဲ့ဆိုအကုန်လုံးလက်နားလက်လောက်မယ်ထင်ပါတယ်ကျေးဇူးများကြီးတင်ပါတယ်နော်အဆုံးထိကြည့်ရှုပြီးတဲ့အတွက် okay ဗီဒီယိုလေးကိုဒီမှာပဲရပ်လိုက်ပါတော့မယ်နော် Dame un gr un qué un gr un qué Dame un tu ta ta tu tu ta tu tu okay ¿qué?